မြမရိုးရပွဲတော်တစ်ခုဖြစ်တဲ့ကထိန်ပွဲတော်မှာအလူပွဲချင်းပါပြုတ်လုပြီးအလူရှင်တွေကပတ်စံငွေသားကျဲရကနေနေအပေါ်ထက်မှာရှိတဲ့လက်ကင်ထုတ်တန်းကြိုးကြလို့ပတ်စံကျဲသူအလူရှင်ချိုအောက်ကိုပြုတ်ချခဲ့ပါတယ်။ဒီလူကတော့ရေဦးနဲ့ကုံရုပ်ကထိန်မှဖြစ်သွားတယ်လို့သိရပါတယ်။ဒီဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းအလူရှင်တွေနဲ့ပွဲလာပြိတက်တွေနဲ့ကတကယ်ကိုစီကားနေပါတယ်။အလူရှင်တွေကသိန်း90ကျော်ဘူးလောက်ကိုနေခံလူလာတဲ့ပြိတက်တွေထံကိုကျဲချခဲ့တာပါ။ အဲ့ဒီအချိန်မှာငွေသားကျဲသူအများအပြားကထုတ်တန့်ကိုအမိတဲဟဲပြူရကနေပြီးတော့ယခုလိုပဲလူရဲ့ဝိတ်ကိုမခံနိုင်တဲ့အဆုံးအလူငွေကျဲချရာနေပုံမှာရှိတဲ့တသားထုတ်တန့်ကရုတ်တရက်ကြိုးကြပြီးတော့လူတွေအောက်ကိုပြုတ်ကြကုန်တာပါအလူမှာဖြစ်သွားတဲ့ဗီဒီယိုလေးကိုကြည့်လိုက်ကြမယ်နော် ောက်မှာလဲလေလာရောက်ကောက်ခံတဲ့လူတွေပွဲလာပြိတက်တွေကလည်းအများကြီးပဲเนาะအများကြီးပဲအပေါ်မှာလဲဟိုငွေသားကျင်းနေတဲ့အလှရှင်တွေကအလှရက်ကိုငွေသားတွေကျဲကြတာပါအမှလည်းတိုးဝိတ်ပြီးတော့ကောက်ကြတယ်အပေါ်မှာလည်းတိုးဝိတ်ပြီးတော့ကျဲကြတာအဲ့တော့ဒီမှာလေးဒီဗီဒီယိုမှာကြည့်ကြည့်ပါဒီမှာထုတ်တန်းကိုသူတို့တွန်းနေကြတာအလန့်လန့်ကျဲတဲ့ချိန်မှာလေးထုတ်တန်းဘက်ကိုလူရဲ့ weight တွေကရောက်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 သွားတာပေါ့နော် အဲအိမ်မအိမ်မအဲဒီမှာကြည့်ကြည့်လိုက်တပိပိနဲ့သူကထုတ်တန်းအောင်သူကလူရဲ့ weight ကလေထုတ်တန်းအောင်နှဲ့ဟိုဘယ်လိုခေါ်မလဲနှဲ့နေသူလိုဖြစ်တာပေါ့နော်နှဲ့နေသူဖြစ်သွားတော့တပိပိနဲ့လူရဲ့ weight ကိုမခံနိုင်တဲ့အဆုံတော့တုတ်ကျသွားတာပေါ့နော်ကြည့်ပါကြည့်ပါဒီမှာကြည့်음တုတ်ကျတော့မယ်မကြည့် အော်ဒီမှာပြုတ်ကျသွားပါပြီ။သူပြုတ်ကျတဲ့အချိန်မှာအောက်မှာလည်းလူအုပ်ကြီးကရှိနေတာပါ။ဒါပေမဲ့လို့အာဒီလိုထိခိုက်တဲ့အရာရရှိသူအပြင်ပေါ့နော်။အသက်အန္တရာယ်ဆိုရင်လည်းသူတွေကတော့မရှိဘူးလို့သိရပါဗျ။ တော်သေးတာပေါ့နော်အတန်နဲ့ဆိုရင်အတူတူမရှိလို့တကယ်တမ်းပြောရင်ဒါအနေရရမ်းများပါတယ်နော်ဒီလိုမျိုးကျဲမယ်ဆိုလို့ရှိရင်လည်းဆနစ်တကြလေးကျဲတက်ပါတယ်အဲ့လိုမျိုးတိုးဝေပြီးကျဲတာတုံးပြီးကျဲတာနောက်ကလူကတကယ်တမ်းပြောရင်တော့ရှေ့ကလူကမှားတော့မဟုတ်ဘူးပေါ့နော်ဒီနောက်ကလူတွေကတိုးဝေပြီးတွန်းတာတွန်းတာအဝေးရနေလှမ်းပြစ်ပြီးတော့အောက်ကိုကျဲတာကျဲကျင်တယ်ဆိုလို့ရှိရင်တယောက်ပြီးမှတယောက်ကျဲတင်တယ်လို့ထင်ပါတယ် အဲဒီအလူလေးကတော့ရေဦးနယ်မှာဖြစ်သွားတာပါဒီအိမ်ဆိုလို့ရှိရင်လည်းတစ်သားထုတ်တန်းအိမ်ဆိုတော့အများဆုံးအဖြစ်တော့တစ်သားတွေကိုနှဲ့တယ်လို့ဖြစ်သွားတော့လေဒါကျိုးလေသွားတာပါလူရဲ့ weight ကလည်းဒီမှာကြည့်ကြည့်ပါအပေါ်ကနေအလူရှင်တွေကျဲတဲ့လူရဲ့လူရဲ့လူအင်အားကလည်းအများကြီးပါပဲเนาะအဲ့ဒါကြောင့်လေဒါကျိုးနိုင်ပါတယ်ဒါလည်းဒါလည်းကျိုးကျိုးနိုင်ပါတယ်နော်ဒါလည်းတက်သားမကောင်းတာလည်းမဟုတ်ပါဘူးတက်သားမကောင်းတာတစ်ခုလူရဲ့ဝိတ်ကိုမခတ်နိုင်တာပဲဖြစ်မှာပါ ဒါလူတွေစင်ကျင်တက်ပါတယ်เนาะဒီလိုမျိုးတိုးဝေကျဲတာမျိုးတွေအဘွားကျဲမယ်ဆိုတိုးဝေကျန်တာမျိုးတွေမလုပ်တင်ပါဘူးတယောက်ပြီးမှတယောက်မျိုးတယောက်ပေါ့เนาะစနစ်တကျလေးကျဲတာမျိုးတွေလုပ်တင်ပါတယ်အောက်ကလူတွေကလည်းအရင်ကြီးကိုအန်နေဖြစ်စွာနဲ့တိုးဝေကောက်တာမျိုးတွေမဖြစ်စေချင်ပါဘူးဟုတ်လဲဆိုတော့ဒီခါညံ့လေးကိုရီးလဲကြုံခဲ့ပူပါတယ်ကိုရီးလဲပတ်စံနေအလူငွေတွေကျဲတာကိုကောက်ခဲ့ပူပါတယ်ဒီခါညံ့အကိုရီးယားအလူငွေကျဲတာကိုလိုက်ကောက်လိုက်ကောက်တယ်အောက်ကနေကိုရီးကိုရီးကိုရီးချက်တွေတက်နေသွားကိုရီးလက်တွေတက်နေသွားတယ် ခញ្ញံခန္ဓာကိုယ်ကိုဆောင်းတွန်းခံရတယ်လောက်ကြသွားတယ်ကိုယ်ရဲ့အောက်မှာပြက်လဲသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းလူတွေရဲ့တန်တင်းတာတွေခံရရတယ်နောက်ပြီးတော့အစိုးဆုံးတော့ဖက်နှက်ပါပြတ်သွားတယ်အဲအဲ့လိုမျိုးပေါ့နော်ဖက်နှက်ပါပြတ်သွားတဲ့အစင်အထိကြုံရပါတယ်အဲ့တော့လူငွေရတော့ကောက်ခံလို့ရပါတယ်။ဒါပေမဲ့ကိုကပြန်ပြီးတော့နာကျင်မှုတွေအဲ့လိုမျိုးပေါ့နော်။ NDA တွေနောက်ပြီးဖက်နှက်ပြတ်တာတွေဒါကတော့မျိုးစုံမျိုးစုံမျိုးခံရတာပေါ့နော်။အဲ့မဲ့တိတိကြီးနဲ့လည်းအရွယ်သဘောအနေနဲ့ကောက်ကြတယ်လို့ဒါအလူမှရတဲ့ငွေကြေးတွေ ဟိုဘယ်လိုခေါ်မလဲကြဲချတဲ့အချိန်မှာရတဲ့ပတ်စံကိုဆူထားလို့ရှိရင်လည်းပတ်စံအိမ်ထဲမှာဆူထားလို့ရှိရင်လည်းကိုယ်ရင်မြန်မာအယူရဆိုလို့ရှိရင်ပတ်စံလေးတွေပွားတယ်ပေါ့နော်ပတ်စံလေးတွေပို့ပြီးတော့မများဝင်လာတဲ့ဒီပတ်စံအိမ်တွေကိုပတ်စံတွေပို့ပြီးတော့မများဝင်နေဆိုတော့အယူအဆကလည်းဒီမြန်မာတွေမှာရှိနေတာပေါ့နော်ဒီအလေးထားကလည်းကိုယ်ရင်ကိုယ်တိုင်လည်းဒီလိုပဲမှတ်ယူပါတယ်အဲ့တော့ဘယ်လောက်ပဲရရအလို့တွေမှာရလို့ရှိရင်လည်းအလို့ရတော့ ကောက်ကြတာပဲရှင်နော်ဒါပေမဲ့ဒီလိုမျိုးအနေဖြစ်လောက်တဲ့ဒီတော့မကောက်စေချင်ပါဘူးအနေဖြစ်လောက်တဲ့ဒီတော့မကျဲစေချင်ပါဘူးဒါလေးကတော့စင်ကြင်ရအောင်လို့ဒီဗီဒီယိုလေးနဲ့မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်အောက်ကလူတွေကလည်းတိုးဝေးကောက်ကြတယ်အပေါ်ကအလူရှင်တွေကလည်းတရားအားထက်တန်စွာဖြင့်အလူငွေတွေကိုတိုးဝေးကြချရာကနေယခုလိုဖြစ်ရဖြစ်ပွားခဲ့တာပါဒါကတော့မြမယူပါကထိန်ပွဲကျင်းပနေတဲ့နေမျိုးလေးတစ်မျိုးမှဖြစ်သွားတာပဲဖြစ်ပါတယ်။ဒါတဲ့ဗီဒီယိုလေးတွေမှာလည်းတွေ့လို့ရအောင်လို့ဒီ channel လေးကို like and subscribe လုပ်ထားပေးပါရှင်။